တင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တင်ချက်နဲ့မှဒီကနေ့နောက်ဆုံးရတင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရခန့်အပ်ပါတယ်ခင်ဗျာခုရကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့မန္တလေးအိုဘိုထောင်မှာငလျင်ကျောင်းအစောင်းပြိုကျတည်ဆုံရသူတွေထဲမှာနိုင်ငံရေးကျင်းသားနဲ့ကျင်းသူ59ဦးပါဝင်နေဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ် ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်အစောအုံပြိုကြားကတည်ဆုံးသူ90ဦးကျော်ရှိခဲ့ပြီးအဲ့ဒီတည်ဆုံးသူတွေထဲမှာအနည်းဆုံးနိုင်ငံရေးကျင်းသားချင်းသူ49ဦးပါဝင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNN မှာဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးဦးကပြောပါတယ်။ထို့ကဲ့သို့အကျဉ်းသားတည်ဆုံးမှုတွေနဲ့ပတ်သက်ပြီးအကြမ်းဖက်စကောင်းစီရဲ့တရင်ထုတ်ပြန်မှုတွေမှာမပါဝင်ခဲ့ပဲနဲ့တရင်ကိုအမောင်ချဖုံးကွယ်ထားတာကိုတွေးရှိခဲ့ရတယ်လို့ PPNN ထံမှသိရပါတယ်။ကျွန်တော်တို့ငလျင်ကြောင့်တည်ဆုံးရခြင်းနဲ့တူ ထောင်ဝါနာပိုင်းတွေရဲ့စီမံခန့်ခွဲမှုညံပြင်းတဲ့အတွက်လည်းအခုလို ရေတွက်တွေအများကြီးတည်ဆုံခဲ့ရတယ်ဆိုတာကိုအသိပေးပြောကြားချင်ပါတယ်။ဒီလိုနိုင်ငံရေးဂျင်းသားတွေအပါအဝင်ဂျင်းသားတွေကိုအခန်းချင်းတွေထဲမှာဟောင်းနှောင်းနဲ့စားအုပ်တွေထဲမှာလူဦးရေထူထပ်စွာထားရှိခဲ့တာမလျင်လောက်ခတ်တဲ့အချိန်မှာအပြင်ထွက်ခွင့်ကိုအချိန်တပြေးညီမပေးခဲ့တဲ့အတွက်အခုလိုမျိုးစားအုပ်တွေပြိုကျတဲ့အချိန်မှာနိုင်ငံရေးဂျင်းသားတွေရဲ့တက်တွေပေးခဲ့ရတာဖြစ်ပါတယ်။ဒါပြင်ပြင်ပကိုတွားရောက်ကူတာခွင့်ရဖို့အတွက်စတင်တဲ့သူတွေကိုအချိန်နဲ့တပြေးညီကူတာခွင့်မပေးခဲ့တဲ့အတွက်လည်း သူတို့ဖြစ်ဖြစ်ချင်နေမှာမဟုတ်ဘဲနဲ့ထိခိုက်တန်ရာတွေနဲ့ထောင်ထဲမှာတည်ဆုံခဲ့ရတဲ့အခြေအနေတွေလည်းဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းကုလိုရေတွက်49ခုတိရှိခဲ့တာဖြစ်ပါတယ်။ဒီရေတွက်ဟာအနည်းဆုံးရေတွက်တာဖြစ်ပြီးတော့နောက်ဆုံးရလက်အခြေအနေတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်လို့ကိုတိုက်ထုံးဦးကပြောပါတယ်။ဒါပြင်မန္တလေးအိုးဘိုအချင်းထောင်အတွင်းမှာရှိတဲ့နိုင်ငံကြီးကျင်းသားတွေဟာအုံနဲ့ရံလေးဘက်အတွင်တရင်မောင်ချခံထားရတဲ့အတွက်ပြင်ပမှာရှိတဲ့မိသားစုဝင်များဟာလည်းဖြစ်စဉ်အခြေအနေအမှန်များကိုမသိရှိခဲ့တဲ့တော့ရက်လက်ဆုံးကျွေးပင်မပြုလုပ်ကြရသေးဘူးလို့ PPLN ထံမှသိရပါတယ်။ လက်ရှိချိန်ထိဟိုးပို့ဂျင်းထောင်အတွင်းမှာရှိတဲ့နိုင်ငံရေးဂျင်းသားများအပါအဝင်ဂျင်းသားများဟာထောက်ပံ့ကူညီမှုတွေများစွာလိုအပ်လျက်ရှိနေတာကြောင့်လူခွင့်ရေးနဲ့တရားမျှတမှုကိုဖော်ဆောင်နေတဲ့အဖွဲ့အစည်းများမှကူညီထောက်ပံ့မှုများဆောင်ရွက်ပေးစေလိုကြောင်း PPNN အနေနဲ့လိုအပ်တဲ့ထောက်ပံ့ကူညီမှုများကိုပေးနိုင်ရန်တို့ကအမြဲတစေဆောင်ရွက်လျက်ရှိကာကူညီပံ့ပိုးလိုတဲ့ပြည်သူများကိုလည်းဖိတ်ခေါ်ထားတယ်လို့ဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့နိုင်ငံတကာစတောရှယ်ယာနဲ့ငွေကြေးဈေးကွက်မှာယင်းနှုံနိုင်ရန်အတိုး15ရာခိုင်နှုန်းပေးတယ်လို့ဆိုကား ဒေါက်တာညင်ညီဆွေနဲ့အဖွဲ့ကနိုင်ငံတော်ဝန်လူပေါင်းများစွာထံမှငွေကြက်သိန်းသောင်းများစွာလိမ်လည်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတကာစတော့ရှယ်ယာနဲ့ငွေကြေးစျေးကွက် Forest Training မှာယင်းနှောင်းနေရန်အတိုး15ရာခိုင်နှုန်းပေးတယ်လို့ဆိုပါ။ဒေါက်တာညင်ညီဆွေနဲ့အဖွဲ့ကနိုင်ငံတော်ဝန်လူပေါင်းများစွာထံမှငွေကြက်သိန်းပေါင်းများစွာလိမ်လည်သွားတယ်လို့လိမ်လည်ခံရသူတွေကပြောဆိုပါတယ်။နိုင်ငံတကာစတော့ရှယ်ယာနဲ့ငွေကြေးစျေးကွက် Forest Training မှာယင်းနှောင်းနေရန်ငွေကြေးထဲဝင်ခိုင်းပြီး ခဲဝင်ခိုင်းတဲ့ငွေကြေးပမာဏကိုတလားလျင်အတိုး15ရာခိုင်နှုန်းအမြတ်ပေးတယ်လို့ဆိုကောင်မင်းလေးမျိုးနေဒေါက်တာညီညီဆွေနဲ့အဖွဲ့မှမိဆက်ပွဲတွေလှုပ်ဆောင်ခြင်းအခမ်းအနားပွဲများကျင်းပခြင်းနဲ့ငွေကြေးတွေလိုက်လံစုဆောင်ခဲ့ကြောင်း Forest Training လို့ခေါ်တဲ့နိုင်ငံတကာငွေကြေးနဲ့ Share ရဈေးကွက်ရင်းနှီးမြှုပ်နှံခြင်းမိဆက်ပွဲတွေကိုကျင်းပပြီးအစိုးရရှင်များကိုဇက်တိုက်စုဆောင်ခဲ့ကြောင်းအဲဒီနောက်ယခုအေပီလာနောက်ပိုင်းမှာစတင်ပြီးဒေါက်တာညီညီဆွေနဲ့ Galaxy Leader အဖွဲ့ခေါင်းဆောင်များအလုံးတင်းရှောင်သွားကြကြောင်းပြင်ပမှာတော့ CID နဲ့စာတုံးလုံးကဖန်ဆီးသွားပြီလို့သတင်းလွှင့်ထားပြီး ်မြေတီဆက်တွယ်မှာမရတော့ဘဲတင်းရှောင်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီဒေါက်တာညင်ကြီးဆိုကတနိုင်ငံလုံးကိုပတ်ပြီး Forest Training သင်တန်းဆိုပြီးရှယ်ယာထဲမဲ့သူတွေလိုက်ဆိုတာ။၆နှစ်လောက်ရှိနေပါပြီ။တချို့ကလည်းတစ်လ15ရက်ခန့်လုံးရနေကြတော့ငြိမ်နေကြတာ။အခုကတော့မပါသွားဘူးဆိုရင်လူတအုပ်ကိုအနည်းဆုံး300အနည်းဆုံးပဲ။တနိုင်ငံလုံးကမန်ဘာဝင်တွေချိန်ထားကြတာ။အခုကဒေါက်တာညင်ကြီးဆိုရောသူ့ရဲ့ Galaxy Leader တွေအားလုံးရှောင်သွားကြတာ။နောက်ပြီးဖန်ခန့်ရတယ်ဆိုတာကလည်းဘာမှတသိမရှိပဲ A4 စာရွက်မှာကွန်ပျူတာစာစီပြီးတော့ဖြန့်တာ။ ဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိဘူးလို့ငွေချေလိမ့်လေခံရသူတအူးကပြောပါတယ်။အဲ့ဒီငွေချေလိမ့်လေတဲ့ဒေါက်တာညင်းကြီးဆိုနဲ့၎င်းရဲ့လီဒါဆိုသူတွေဟာ Galaxy Leader Group ဆိုပြီးတော့ Telegram မှာ group များစွာထောင်ပြီးတော့ငွေချေရင်းနှီးမြှောင်းနှံသူများကိုဖိတ်ခေါ်ပါတယ်။အဲ့ဒီနောက်မြန်ငွေမှန်မှန်ပေးမယ်လို့ဆိုကငွေချေလိမ့်လေခဲ့ခြင်းဖြစ်ပြီးအဲ့ဒီ group တစ်ခုမှ member ပေါင်းထောင်ကျော်ရှိကအဲ့လို group တွေအများပြားရှိတယ်လို့ငွေချေလိမ့်လေခံရသူများထံမှသိရပါတယ်။အခုပတ်စံထဲဝင်နေသူတွေထဲမှာဆက်ရှောင်းနေလေအများကြီးပါပါတယ်။ ငွေထဲဝင်လိုက်ကြောင်းစာချုပ်စာတမ်းလည်းမရှိခါးရတောင်းမှန်လို့လည်းမရနောက်ပြီးလာစွဲတဲ့လီဒါဆိုတဲ့သူတွေကလည်းဖုန်းမကင်ပတ်ပြေးနေတာအကောင့်ဖြတ်ဂရုဖြတ်ပြီးပြေးတာတွေလုပ်နေပါလိမ့်ဒိန်းဆိုင်ကနန်းကနေထောင်းချီထောင်းချီပါသွားကြတာလို့ကိုယ်တိုင်ငွေချေးလိမ့်လည်းခံရသူတဦးကပြောပြပါတယ်ဒါပြန်ဒေါက်တာညင်ညီဆိုရဲ့လိန်လယ်မှုကိုခံရသူတွေထဲမှာတန်ဃာတော်များနဲ့ဒီလားရှင်များပါပါဝင်ပြီးတော့ဘုံကြီးเจ้าနဲ့ဒီလားရှင်เจ้าများဟာလားစိန်ဝင်ဝင်ရရှိစေရန်အတွက်အလူငွေတွေကိုစုဆောင်းပြီးတော့ထဲဝင်ထားခဲ့ကြတယ်လို့လည်းသိရပါတယ်မန္တလေးကဘုံကြီးเจ้าတချို့က ကျောင်းတွယ်ပုံမှန်ဝင်ငွေလေးရအောင်ဆိုပြီးဒေါက်တာညင်ညီဆွဲစီမှာแชร์ရထဲတယ်။တလ15ရက်ခိုင်နှုန်းလေးယူမယ်ပေါ့။အဲဒီလိုထဲဝင်ထားတဲ့ဘုံကြီးကျောင်းနေဒံငါတော်တွေဒီလားရှင်ကျောင်းနေလည်းအများကြီးပဲ။အခုကျွန်တော်တို့သိတဲ့ဘုံကြီးကျောင်းဆိုရင်ဒိန်900တောင်แชร์ရဝင်ထားတာ။ဒံငါတော်တွေလည်းအခုဒေါက်တာညင်ညီဆွဲကိုဘယ်မှာရှာရမှန်းမသိကြတော့ဘူးလို့မန္တလေးမှာแชร์ရရှင်တအူးကလည်းပြောပါတယ်။အဲဒီလိုဒေါက်တာညင်ညီဆွေနဲ့အဖွဲ့ရဲ့လိန်လဲမှုခံရတယ်လို့ပြည်တွင်းမီဒီယာများထံသို့သိပေးလာတဲ့ပြည်သူများထဲမှာရန်ကုန်မန္တလေးဒဝဲမြကြီးနားပသိမ်မြင်းကျန်မိတိလာ နေပြည်တော်ပါဝင်မျိုးနယ်ဘောင်းဆုံးမှာပြည်သူတွေပါဝင်နေတာကိုတွေ့ရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂျိုးပင်းကောင်မျိုးနယ်ဂိုင်းရရှိရွာမှာဂိတ်ထိုင်ပြီးငွေကောက်နေတဲ့စတမတက်ချက်ကြီးဇိုးရစာဖြစ်ကက်ခံရပြီးတည်ဆုံးတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်းဂျိုးပင်းကောင်မျိုးနယ်ဂိုင်းရရှိရွာမှာဂိတ်ထိုင်ပြီးငွေကောက်နေတဲ့အကြံပတ်စတမတက်ချက်ကြီးဇိုးရစာကိုဖြစ်ကက်တက်ခတ်ရမှာတည်ဆုံးခဲ့တယ်လို့တရင်3801တက်ခွဲကဂျိုးပင်းကောင်ဟီရိုယောက်ျားတစ်ပွဲမှာတာဝန်ရှိသူတဦးကပြောပါတယ်။ ဒီကနေ့ဇွန်လ9ရက်နေ့မနက်10:00နာရီခန့်မှာဂိုင်းယာရှိယူဝါမှာဂိတ်ထိုင်ပြီးငွေကောင်းနေတဲ့အကြမ်းဖက်စကောင်းစီတပ်မှတက်ချက်ကြီးဇိုးရစာကိုတရင်3800တက်တခွဲကဂျိုးပင်ကောက်ဟီရိုပျောက်ကြားတစ်ဖွဲ့မှဒေါ်လာရင်းတစ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပြစ်ခတ်တိုက်ခိုက်မှုတွင်တက်ချက်ကြီးဇိုးရစာဟာပေါ်ကျင်းပြီးသိဆုံးသွားခဲ့ပြီးတော့၎င်းရဲ့ထံကနေလက်ပစ်ပုံတစ်လုံး၊ဂျီ9000ဆိုင်ငယ်တစ်စီးဖုန်းတစ်လုံး၊ငွေကျပ်တစ်တောင်းခွဲမပုံးတင်တဲ့စစ်မှုတဟောင်းကပ်ပြားတို့ကိုဒိန်းဆဲရရှိခဲ့တယ်လို့သိရပါတယ်။သူကစခွေးတက်ချက်ကြီးပါ။ အခုကျွန်တော်တို့ဝင်ပစ်တဲ့အချိန်မှာတနက်ကြီး၃ချက်ထိမှန်ပြီးတော့ပွေးချင်းပြီးသိဆုံးသွားပါတယ်။ကံရရှိရွာမှာဂိတ်ထိုင်ပြီးငွေကောင်းနေတဲ့အချိန်ဝင်ပစ်ခဲ့တာပါလို့တရင်၃၈၀တက်တခွဲကဂျိုးပင်ကောင်ဟီရိုပြောကြားတဲ့ဘက်မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကြံဘတ်စကောင်းစီကို ILO Article 33နဲ့ရေးမှုကြောင့်ပြည်သူလူထုကိုထိခိုက်ရမှရှိပဲမင်းအောင်လိုက်မိသားစုစီးပွားရေးပါဝင်စတက်နဲ့ဆန်းရွယ်တဲ့လုပ်ငန်းများလေရင်စီးနဲ့နိုင်ငံခြားငွေစစ်စစ်မှုကိုအဓိကပြစ်မှတ်ထားရေးယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် အကြမ်းဖက်စကောင်းစီကို ILO Article 33နဲ့ရေးရရန်တို့ကအပြည်ပြည်ဆိုင်ရာအလုပ်သမားဖွဲ့ချုပ် ILO ညီလာခံကဆုံးဖြတ်မှုမှာမြန်မာပြည်သူများကိုထိခိုက်ရန်မရှိဘဲနဲ့စကောင်းစီနဲ့ပတ်သက်နေတဲ့လေရင်စီနဲ့နိုင်ငံသားငွေစည်းစိမ်မှုကိုအဓိကပြတ်မှတ်ထားရေးရရန်သာရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားတမကများဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ကပြောဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကဆက်စပ်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့133ကြိမ်မြောက်ပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှာ လူငယ်များနဲ့အလုသမားများကိုစစ်မှုထံဥပဒေနဲ့တင်ရတမဆက်ထဲတုတ်သွင်းပြီးတော့အလုသမားခွင့်ရေးနဲ့လူခွင့်ရေးချုပ်ပေါင်းနေတဲ့အကြမ်းဖက်စခန်းစီကို ILO Article 33ရောက်ပြင်းထန်တဲ့တံဖက်ပိတ်ဆို့ကိုရေးယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။တို့ရမှာထိုကဲ့သို့ဆုံးဖြတ်မှုတွေပေါ့မြန်မာပြည်သူလူထုကိုထိခိုက်စေတဲ့စစ်ပွဲရေးပိတ်ဆို့မှုတွေရောက်ရှိလာမှာဖြစ်ပြီးတော့ထိုကဲ့သို့ ILO ရဲ့ရေးယူမှုဟာမြန်မာပြည်သူပြည်သားများနဲ့အလုသမားများကိုထိခိုက်စေမဲဆိုတဲ့ဝါဒဖြန့်မှုများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာနေကြောင်း အမှန်တကယ် ILO ရဲ့ဆုံးဖြတ်ချက်ကိုတေချာစွာဖတ်ရှုကြစေလိုကြောင်း ILO ရဲ့ဆုံးဖြတ်ချက်ကိုတေချာစွာမဖတ်ရှုဘဲလူတို့ကိုထိခိုက်မယ်လို့ဆိုနေခြင်းဟာလက်ခံနိုင်လျာမရှိကြောင်းဦးမောင်မောင်ကရှင်းပြပါတယ်။အခု ILO ကပြောတာက relationship ကိုပြန်ပြီးတော့ review လုပ်ဖို့ရေးထားပါတယ်။နောက်တစ်ခုက jet fuel ရဲ့လေယာဉ်စီနဲ့ပတ်သက်လို့ဆိုတာရေးထားပါတယ်။ဂျလေးရင်နဲ့လေယာဉ်မြန်လောင်စာဆီကိုပြန်ပြီးတော့သုံးသပ်ဖို့ဆိုတဲ့ကိစ္စနောက်တစ်ခုက free flow of found to the military လို့ရေးထားပါတယ်။ဂျလေးရင်ပြန်လောင်စာဆီဆိုတာကတော့ အဓိကကတော့ဘုံချဲနေတဲ့လေယာဉ်များတွေကိုရတန်းဖို့ဆိုတာလူတိုင်းသိတာပေါ့နော်အဲ့ဒီဘုံချဲနေတဲ့လေယာဉ်များတွေရတန်းဖို့ဆိုတာကကျွန်တော်တို့ရဲ့အခြေခံလုံသမားတွေအပေါ်မှာဘယ်လိုမျိုးတရားမှုရှိမလဲဆိုတာတေချာရှင်းပြဖို့လိုတာပေါ့စာကိုတိတိကျကျရေးထားတယ်နော် ကျွန်တော်တို့စာကိုရေးကြတဲ့ကဒီဟာကိုမူချမ်းလုပ်ကြတဲ့ကအဲ့ဒီအတန်တွေကိုကြားတဲ့အတွက်ကြောင့်တိတိကျကျရေးထားတာအခုဂျယ်လေးရင်မြန်ကိုဒိုင်လေးရင်မြန်ရဲ့လောင်စာကိုပိတ်တာကလိုင်းတရားထဲချုံလုပ်ငန်းကလူကိုဘယ်လိုတရားမှုရှိမလဲဆိုတာကျွန်တော်တို့ရှင်းပြဖို့လိုပါတယ် ဒေတိုင်းရန်ဖြီးလို့တော့မရဘူးလို့ဦးမောင်မောင်ကဆိုပါတယ်။ဒါပြင်တက္ကရဲ2000ပြည်နှစ်ကလည်းဒါပြင်တက္ကရဲ2000ပြည်နှစ်ကလည်း ILO ကမြန်မာစစ်တပ်ကို Article 33နဲ့ရေးယူခဲ့ပြီးအရေးချိန်ကအချိန်နည်းနဲ့အခုချိန်နေဟာမတူညီနေတော့ကြောင်းစကောင်းစီတန်းတို့ငွေကြေးစစ်စစ်မှုတွေကိုလည်းဖြတ်တောက်ရန်တော့ရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။အခုဆေးဟုတ်စုစီကိုငွေကတွားနေတယ်ဗျ။ဘယ်ကနေတွားနေလဲကျွန်တော်တို့လိုက်ကြည့်မယ်။ကြီးပိုလို့ရတယ်လေ။ကြီးစံဝယ်တဲ့ကိစ္စ၊လေရင်မြန်ဝယ်တဲ့ကိစ္စတင်ကားတွေ့အပိုးပစ္စည်းဝယ်တဲ့ကိစ္စတွေ တင်ကားထွက်ကိုစပယ်ယာဘက်ကမြန်မာပြည်မှာမထုံနိုင်ပါဘူး။နောက်ပြီးတော့ဂျီဒီဝဲတာတို့လေမြန်တို့ကပိုးပစ္စည်းဝယ်တာကိုအားလုံးကဗျားလာလေနိုင်ငံခြားကလာတယ်။အဲ့ဒီနိုင်ငံခြားကလာတယ်ဆိုရင်အခုတက်တိငွေရေးကြီးရေးစစ်စင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီငွေတွေဘယ်ကလာလဲကျွန်တော်တို့ကစမ်းစစ်ရမယ်။စမ်းစစ်ပါမယ်။အဲ့ဒီစမ်းစစ်တာကိုလုံရမှာကဘာလဲဆိုလို့ရှိရင်မင်းအောင်လိုင်းဒါသမီးတွေသူတို့လုပ်ခဲ့တဲ့လုပ်ငန်းတွေဇဝင်းရဲ့ဒါသမီးတွေသူတို့လုပ်တဲ့လုပ်ငန်းတွေသူတို့ပိုင်တဲ့ credit card ကိုပိတ်လိုက်တာကလိုင်းတရာကလူဘလို့အလုပ်ပြုတ်မလဲကျွန်တော်မသိဘူး။ နောက်ပြီးခုနကပြောတဲ့ investment တွေကအကြီးကြီးတွေကသူတို့နဲ့လုပ်တဲ့ကိစ္စတွေနောက်တစ်ခါ Open Limited ကိစ္စ Open Limited နဲ့လုပ်တဲ့အလုပ်တွေစတကကိုင်းတဲ့စတော့ရီကုမ္ပဏီတွေ Solar ကားတွေပိတ်တဲ့ကိစ္စဒီတော့အရိဟာတွေကိုပိတ်တာကလိုင်းတာယာကားလူကလျှက်စက်ကားတွေမဝယ်နိုင်သေးဘူးဗျမော်တော်ဆိုင်ကယ်တောင်နိုင်နိုင်မယ်အရိဟာတွေကိုလိုက်ရမှာမလို့စာကိုဒီလိုရေးထားတာပါအခြေခံလုံသမားအပေါ်မှာတာယာမှုရှိတယ်ဆိုတဲ့သူတွေကိုကျွန်တော်ကရှင်းပြစေချင်ပါတယ်ဘာကြောင့်ဂျယ်လီရဲ့မြန်စီပိတ်တာကို လိုင်းတရာကားလို့လုံပြုတ်မယ်ဆိုတာကိုပြောတယ်လဲပေါ့ဗျာနောက်တခါဘားကြောင့်မင်းအောင်လိုင်းတို့အုပ်စုကိုငွေကြီးစစ်စစ်မှုကိုပိတ်ပင်တာကဘားကြောင့်လိုင်းတရာကားလို့ရွှေပြည်တာကားလို့အခြေခံလူဒန်းစားတွေဒုက္ခရောက်မယ်လို့ပြောတယ်လဲဆိုတဲ့ကိစ္စပါဒိန်ကြုံပြီးတော့မပြောပါနဲ့တိတိကျကျပြောကြည့်ပါကျွန်တော်ဒီလေအလုံသမားတွေနဲ့လက်ဘုံတတိနေခဲ့တာပါလို့ဦးမမောင်ကဆိုပါတယ်ဒါပြင်မြန်မာနိုင်ငံမှာပြည်ပရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာသွားမယ်ဆိုရင်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေလုံရင်းနဲ့နေရာဝင်ယူမယ်လို့ဝေဖန်တန်တွေလည်းကြားနေကြအောင် ယခု ILO ရဲ့အရေးယူမှုပေါ်ခေါင်းမမြင်မဲ့ဝေဖန်နေသူတွေဟာအခြေခံလူသမားများရဲ့အကြောင်းပင်မသိသူတွေဖြစ်ကြောင်းဇေဟုဆုနဲ့ပတ်သက်သူအမှန်တမ်း ILO ရေးယူမှုမှာတရားမှုတွေရှိလိမ့်မှာဖြစ်ကြောင်း၎င်းကဆက်လက်ပြောပါတယ်။အခုသူတို့ကလူကြားကောင်းအောင်ပြောတယ်လို့ဝဝဝနဲ့အောက်ကနေလဲဝိုင်းရည်နေကြတယ်။အဲ့ဒီရေးတဲ့သူတွေအားလုံးကသူတို့ဘယ်နှယောက်ကများအခြေခံစမှုကုံထုံးမှာရှိနေတဲ့အရေးလူတွေရဲ့လာစားကိုသူတို့ဘယ်လောက်ရလဲတီးကြတလားဆိုတာကိုကျွန်တော်အရေးလူတွေကိုမေးချင်ပါတယ်။ပြီးတော့နောက်တစ်ခုရှိပါတယ်။ ဥရောပကစက်ရုံတွေထွက်သွားရင်တရုတ်တွေဝင်လာမယ်ပို့ပြီးတော့စိုးမယ်ပေါ့အဲ့တော့ကျွန်တော်ပြောချင်ပါတယ်လက်ရှိအခုပုပ်ပလီကစက်မှုကုံထုံးမှာရှိတဲ့95ရာခိုင်နှုန်းကတရုတ်တွေပါပဲ brand တွေကလာအပ်တယ် H&M ကလည်းအပ်တယ်အဲ့ဒါချုပ်တာကလည်းတရုတ်တွေပဲလေဘာမှတရုတ်ကထပ်ဝင်လာစရာအကြောင်းကိုမရှိဘူးတရုတ်ကရောင်းနေနေပြီးသားပါဒါကိုဘာဖြစ်လို့ထပ်ပြီးတော့ရောင်းဝါးဝါးနဲ့တရုတ်တွေဝင်လာမှာပေါ့တဲ့တရုတ်ကရောင်းနေနေပြီးသားပါတရုတ်ကစက်မှုကုံထုံးတွေတရုတ်ထဲချုပ်ဖွဲ့တောင်ရှိပါတယ်ရန်ကုန်မှာရုံးတောင်ရှိတယ် အခုဂျယ်လေးရင်မြန်လောင်စားစီပိတ်တာကဘာကြောင့်လှန်တာရကားလို့လုံပြုတ်မလဲဆိုတာမသိဘူးပြီးတော့နောက်တစ်ခါမင်းအောင်လိုင်အုပ်စုငွေရေးကြေးရေးပိတ်တာကိုလှန်တာရကားလို့ကဘာကြောင့်လုံပြုတ်မလဲဆိုတာကျွန်တော်တို့မသိပါဘူးလို့ဒါကြောင့်မို့လို့အိုင်ယလိုရဲ့ရေးရမှုကအများပြည်သူတွေကိုတိုက်ရိုက်တက်ရောက်မှုမရှိပါဘူးဇယ်အုပ်စုနဲ့ပတ်သက်ရင်တော့ဖြစ်လိမ့်မယ်ဥပိုင် limit နဲ့ပတ်သက်ရင်တော့ဖြစ်လိမ့်မယ်အဲ့ဒါကတော့ကျွန်တော်ပြောနိုင်ပါတယ်လို့ဦးမောင်မောင်ကဆိုပါတယ်အခုမြန်မာနိုင်ငံကို ILO article 33နဲ့ရေးရတန်ခတ်မှုကအခုတစ်ချိန်နဲ့ဆိုဒုတိယချိန်ဖြစ်ပြီးတော့ ယခင်ဆရာနာရှင်ဟောင်းဒန်းရွှေရဲ့လက်ထက်ကလည်းပထမဆုံးချိန်ဖြစ် ILO ကပြင်ထန်တဲ့တံခတ်ပိတ်ဆို့ရေးရုံမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။တကယ်တဲ့2009နှစ်ဆရာနာရှင်အုပ်ချုပ်ရေးဖြစ်တဲ့ဒန်းရွှေလက်ထက်မှာမြန်မာနိုင်ငံမှာအတင်အဓမ္မအလုပ်ခိုင်းစေမှုပြဿနာတွေအလွန်ဆိုးရွားခဲ့တာကြောင့်အပြည်ပြည်ဆိုင်ရာလုံခြုံရေးအဖွဲ့ ILO ကမြန်မာနိုင်ငံပေါ်မှာ ILO အဖွဲ့ဥပဒေရဲ့ Article 33ရာရေးရုံပိတ်ဆို့ခဲ့ပူပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့လွိုင်ကောမငါးတန်းချောင်းသူတအူအစုံစီရင်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ KNB နဲ့လွိုင်ကောမြို့ရှေးပတ်ချံပါလောင်ကြီးဝါမှာ မရှဲမယ်ဆိုသူ၅ရန်ချောင်းသူတဦးမရှဲမယ်ဆိုတဲ့၅ရန်ချောင်းသူတဦးမိမိကိုယ်ကိုဆုံးစီရင်ခဲ့တယ်လို့ဂေယနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီထံမှသိရပါတယ်။ယမန်နေ့ဇွန်လ6ရက်နေ့ကပါလောင်ချေးဝါနားမှာရှိတဲ့ဒဲအိမ်တစ်လုံးမှာဂျိုးဆွဲချကဆုံးစီရင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကလေးကိုဂျောင်းတက်ဖို့လုံးဝအားမပေးပဲအိမ်လုပ်ပဲခိုင်းချင်တာပြောတယ်။နောက်ပြီးကလေးတွေကိုအပြစ်ဖဲပြောပြီးတော့ဂျောင်းထွက်ခိုင်းတယ်။ဖီကအရန်ပေးတယ်လို့ကြားတယ်။ဒီတော့ကလေးခမရလဲစိတ်ပိစိမှုအရန်ဖြစ်နေပုံရပါတယ်။အခုတော့အပြစ်ပြောလို့လည်းမကောင်းတော့ဘူး။ စည်ရင်းနဲ့ဇာဝင်းနေရခက်ခဲကြောင်းပဲပြောရတော့မှာပေါ့လို့အိုင်းစီတွင်ရမှုနဲ့ဦးပညာကပြောဆိုပါတယ်။သူမတည်ဆုံးခင်ရေးခဲ့တဲ့စာထဲမှာတော့ဒုအနေနဲ့ဂျောင်းတက်ချင်ပေမဲ့လေမိဘများဟာဂျောင်းတက်ရန်လိုအပ်တဲ့ပစ္စည်းများမဝယ်ပေးနိုင်ကြောင်းနဲ့ဒုအနေနဲ့ဂျောင်းတက်ချင်ကြောင်းနေပါဝင်ပါတယ်။မရှဲမဲဟာငါးတန်းအောင်ပြီးယခုစာတင်နှစ်မှာ6တန်းတက်ရမှာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလေဂျောင်းတက်ခိုက်မှုမြေမြုံမိုင်းကဲတို့ကြီးမားတဲ့အန္တရာယ်နဲ့တူဂျမ်းမာရေးစောင့်ရှောက်မှုပညာရေးစားတဲ့ရေးကြီးဝန်းဆောင်မှုတွေကြဲကြဲပြန့်ပြန့်ပြပြားလာခြင်းနဲ့တူ လေဝါရေးချင်းတွေကြောင့်ကလေးငယ်များရဲ့နေစဉ်ဘဝဟာပုံမဆိုးရွားလာကြတယ်လို့ UNICEF က2024ခုနှစ်ဒီဇင်ဘာလမှာရေးသားဖော်ပြထားပါတယ်။ဒါပြင်ပြည်တွင်းစစ်ကြောင်းမြန်မာကလေးငယ်6တန်းကဟာပုံမဆိုးရွားလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများကိုရင်ဆိုင်နေရပြီးပြည်တွင်းနေရဲ့ဆုံးခွာထွက်ပြေးဒိန်းရှောင်းသူ3.5တန်းနီးပါးရဲ့33ရာခိုင်နှုန်းကျော်ကလည်းကလေးငယ်များပင်ဖြစ်တယ်လို့ UNICEF ရဲ့ချက်လက်အရသိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတိနားဆင်ခဲ့တဲ့သတင်းပေးသက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်း တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။